ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်အရင်တော့အဲ့လိုပေါ့နော်တခန်းစာနှခန်းစာလေးတွေရိုက်ခုပါတယ်ပေါ့နော်ဒီမှာလည်းအဲတခန်းစာနှခန်းစာဆိုတာထက်ဒီမှာဇက်ကောင်လေးတစ်ခုဖြစ်ရိုက်ခွင့်ရတယ်ပေါ့နော်အဲကိုထုံးပေါ့ကျွန်တော်ကိုထုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကိုထုံးကျွန်တော်ထိတ်ဆက်ပေးမှုနဲ့ကိုထုံးခေါ်တာပေါ့နော်ကိုထုံးခေါ်တဲ့အတွက်ကိုကျွန်တော်အဲကိုယ်လည်းလူရှင်တော်ဖြစ်တယ်ကိုယ့်ရဲ့မိသားလည်းလူရှင်တော်ဖြစ်တယ်ဒီမှာလည်းလူရှင်တော်နေရာကနေဝင်ပြီးတော့တရုတ်ဆောင်ရမယ်ဆိုတော့ဒါကျွန်တော်တို့ဟိုအရန် ဒီကရက်တာကျွန်တော်ကြိုက်တယ်ဗျာပြီးတော့ကိုကိုရန်လည်းတကယ်ကိုအရင်တော့အဲ့လိုဇကာကြီးတွေစီးပြီးသွားလာခဲ့ရတဲ့ပုံစံတွေရောပါတယ်ပေါ့အရင်အမှတ်တရတွေပြောလျားတွေများစွာနဲ့ဖြစ်တဲ့အတွက်ကိုအာဒါရိုက်ရိုက်ခဲ့တာပေါ့ဟုတ်ကဲ့ကိုထွန်းဟုတ်တယ်အာလေးစားပါတယ်ကိုထွန်းကတကယ်ကိုလေတနာလည်းတနာတယ်ဥမာပြေးလိုက်လွှားလိုက်တောင်းပြေးလိုက်မောင်းပြေးလိုက်ဟာဟိုလူပုံစံဒီလူပုံစံနဲ့အဲ့လိုပေါ့နော်အဲဟုတ်တယ်ကျွန်တော်လည်းအဲ့လိုမျိုးပုံစံကိုအရင်သဘောကျတယ် ကြောင့်မို့ကျွန်တော်ကိုယ်တိုင်လည်းအမှန်ကျွန်တော်ရှူတင်နေဆိုသိတယ်ရုပ်ရက်တွေကအဲ့တော့ကိုကိုထုံးကိုကိုချင်းလဲစားလေးလေးလေးစားတယ်အဲသူလောက်တာလေးဒါကိုထုံးပို့ပြီးတော့ကျူးစားတယ်မြင်ရတဲ့အတွက်ကိုဒါကျွန်တော်တို့ကလည်းဝမ်းသာပါဟုတ်တယ်ကြောက်ကြောက်ကြီးလေးပေါ့နော်ကြောက်လဲကြောက်ရမယ်ရည်လဲရည်ရမယ်အဲကြောက်စရာကောင်းတာကိုရည်စရာကောင်းတာဖြစ်ရအာရှုပ်ကို เนาะเอ่อအမှတ်တရတွေအများကြီးနေနေဝင်ရောဟုတ်ကဲ့ရုပ်ရှင်ကကြီးဖြစ်ပါတယ်အဓိကပြဿနာကတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဇက်ဖွဲ့ရဲ့ဘိုင်းကကိုထုံးတော့ရွာဘက်ကအဲဇက်ဖွဲ့ရဲ့လူတွေနဲ့ရွာဘက်ကလူတွေနဲ့အဲလိုပေါ့เนาะထင်တဲ့အမြင်လေးတွေကိစ္စလေးတွေအကြောင်းကိုကြိုက်ထားတဲ့ရုပ်ရှင်ကကြီးဖြစ်ပါတယ်ဗျဟုတ်အဲကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်အရင်တော့အဲလိုပေါ့เนาะတခန်းစာနှခန်းစာလေးတွေရိုက်ခုပါတယ်ပေါ့เนาะဒီမှာလဲအဲတခန်းစာနှခန်းစာဆိုတာတက်ဒီမှာဇက်ကောင်လေးတစ်ခုဖြစ်ရိုက်ခွင့်ရတယ်ပေါ့เนาะ အဲကိုထုံးပေါ့ကျွန်တော်ကိုထုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကိုထုံးကိုကျွန်တော်ချိတ်ဆက်ပေးမှုနဲ့ကိုထုံးခေါ်တာပေါ့နော်ကိုထုံးခေါ်တဲ့အတွက်ကိုကျွန်တော်အဲကိုကလည်းလူရှင်တော်ဖြစ်တယ်ကိုယ့်မိသားလည်းလူရှင်တော်ဖြစ်တယ်ဒီမှာလည်းလူရှင်တော်နေရာကနေဝင်ပြီးတော့တရုတ်ဆောင်ရမယ်ဆိုတော့ဒါကျွန်တော်တို့ဟိုအရန်ဟိုဒီကာရက်တာကျွန်တော်ကြိုက်တယ်ဗျာပြီးတော့ကိုကိုရန်လည်းတကယ်ဟိုအရင်တော့အဲ့လိုဇကားကြီးတွေစီးပြီးတွာလာခဲ့ရတဲ့ပုံစံတွေရောပါတယ်ပေါ့အရန်အမှတ်တရတွေပြောစရာတွေများစွာနဲ့ဖြစ်တဲ့အတွက်ကို အာဒါရိုက်ရိုက်ခဲ့တာပေါ့ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ကိုကိုကျန်းဆိုလည်းဒါအရင်ကတည်းကသူကဟိုတပင်းမျိုးမျိုးကြီးပဲလေကိုကျန်းကိုကျန်းလည်းမင်းသားဒီပြတော့လူရှင်တော်ကကြတော့ဥငတ်နဲ့ကျွန်တော်နဲ့အဲကြာရိုးကြာနေဆိုရအတွဲပေါ့နော်အဲပြီးတော့မင်းသမီးကလည်းဒါကျွန်တော်တို့မဖူးလုံးတို့ပါတယ်ပြီးတော့တကယ်မင်းသမီးထဲမှာဆိုရင်ဟိုဟာလှလှလှဟိုဟာပေါ့ဇွဲဒီပါတယ်ပေါ့နော်ဇွဲဒီကလည်းဒါကျွန်တော်တို့နဲ့အရင်အပြင်မှာအညိတွေပါတယ်အတူတူကခဲ့တာဆိုတော့ဒါတကယ်ဥမတ်တရတယ်အများကြီးနေပါဟုတ်ကဲ့အာနိုင်စင်းနေဆိုတော့ညဘက်ဒီပေါ့ဗျာဩ နိုင်စင်းနေဆိုတာအများအများတိုင်းလူလူအဲအမတ်တရားတွေကဘာတွေရှိလဲဆိုတော့တကယ်လဲတရေကရိုက်နေတယ်ညဘက်လဲရိုက်နေတယ်ဇက်ယုံကြီးစောက်တယ်လေခွင်းထဲမှာရိုက်တယ်တကယ်လဲအပေါ်လေးသွားပွားဆိုတာတကယ်ကြောက်နေကြတယ်တယောက်နဲ့တယောက်မပြောနဲ့ဆိုလို့ပြောအောင်ဟာညီမလေးစနိုးကြည့်ပြူပါဆိုရင်တော့အာစိတ်မဆိုးနဲ့နော်ကျွန်တော်ကပြောရင်တော့ဟိုကောင်ချမ်းလူကိုကျွန်တော်ရန်သဘောကြတဲ့အထက်မှာပါစကားဦးရင်ခံဘာလဲဆိုကောင်ချမ်းလူကရှူတင်မှာသူကကောတိုင်းရောက်တာကိုသူကသဘောကြတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအရင် ဟိုပေါ့နော်အချိန်ကို view ဆိုက်ပြီးတော့သွားတယ်ပထမအဆုံးအဲအတွေ့အကြုံဖြစ်တာရောပထမအဆုံးအတွေ့အကြုံဆိုတာပထမအဆုံးနေရာလေးတစ်ခုရတဲ့ရုပ်ရှင်ငါဖြစ်တာရောကျွန်တော်အဲ့လို view ဆိုက်ပြီးနေတယ်အဲ့နားဘက်နိုင်စင်းနေရိုက်တဲ့အချိန်မှာအော်ကျွန်တော်အခန်းလူသေးတယ်လို့နှစင်းလောက်လူသေးတယ်ဆိုကျွန်တော်ရှိနေတဲ့အချိန်ညီမလေးစနုကြည့်ပြီးကိုကြီးတဲ့သမီးတို့ဟိုညီမမိန်းကလေးတွေ၃ယောက်ထဲတဲ့အိမ်နာမသွားရဲလို့လိုက်ပို့ပါလားတဲ့အဲ့ကျွန်တော်လိုက်ပို့လိုက်ကျွန်တော်နောက်ကြပါအောင်ဟောကောင်ချမ်းလူကခေါ်နေ ိုးဆိုင်မိုးဆိုင်ကံကောင်းလို့ပေါ့တိတ်နောက်မကြလိုက်လို့ဟွန်းဒါဒါတရေအတွေ့အကြုံပေါ့နော်သူအင်နာတက်ချင်လို့လိုက်ဆောင်ပေးရတာပါဝေးတယ်တော်တော်ဝေးတယ်ဝေးလို့မကြလိုက်တာအဲ့လိုကျွန်တော်တို့ကဟိုလေကွင်းထဲမှာဆိုတော့ဗျာဟိုမိန်ကလေးယောက်ျားလေးတွေကတော့ကြိုက်တဲ့နေရာအပေါ်သွားလို့ရတယ်လေးသွားလို့ရတယ်ပြဿနာမရှိဘူးမိန်ကလေးကတော့နည်းနည်းရှော့ရှိတယ်လေအဲမင်းကလေးကမသွားတက်ဘူးမသွားတက်တော့ तू ကလေခွင်းထဲမှာဇက်ယုံဆောက်ထားတာဖြစ်တဲ့အတွက် तू ကရွာထဲကအဲ့လိုပေါ့နော်နည်းနည်းလှမ်းနဲ့အိတ်တဲ့အိမ်ကိုသွားရတာညဘက်ကြီးတိုက် င်းမနဲ့ပေါ့ညတနားညနေလောက်ကြီးကွေးတွေလိုက်ဆွဲဟာမတ်တရပါပဲဟုတ်ကဲ့ရွာကဝေးလာဆိုတော့အရွာရွာရဲ့ဒီဘက်မှာကွင်းပြင်ရှိတယ်အဲ့ကွင်းပြင်ကြီးမှာကျွန်တော်တို့ကဟိုဇက်ယုံကြီးစောက်ပြီးတော့ရိုက်တာပေါ့နော်အဲ့ကွင်းပြင်ခက်လန်းလန်းမှာလည်းပြဿနာတော့မရှိဘူးသူကတင်ញိုင်ကုန်ရှိတယ်ဆိုတော့လေအကုန်လုံးကကရော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 အပေါ်လေးသွားတာဆိုကြောက်လန့်နေကြတာပေါ့နော်ဒါပေမဲ့အဲ့လိုအမတ်တရတွေအများကြီးနဲ့ရိုက်ခဲ့ရတာပေါ့ဟုတ်ကဲ့တဲချောက်တော့မခံခဲ့ရပါဘူးကိုယ့်အနေကိုယ်ဒီအလုပ်ထဲမှာအကုန်လုံးကမျောနေကြတော့လေအဲ မိုးလင်းလို့လင်းမှန်းတော့မသိပါဘူးအဲမိုးလင်းပြီဆိုတော့အာလင်းပြီလင်းပြီတိမ်ပြီတိမ်ပြီနောက်နေ့ပြန်ရရမယ်ဆိုအဲ့လိုကိုထွန်းဟုတ်တယ်အဲလေးစားပါတယ်ကိုထွန်းကတကယ်ကိုလေတနာလဲတနာတယ်ဥမာပြေးလိုက်လွှားလိုက်တောင်းပြေးလိုက်မောင်းပြေးလိုက်ဟာဟိုလူပုံစံဒီလူပုံစံနဲ့အဲ့လိုပေါ့နော်အဲဟုတ်တယ်ကျွန်တော်လည်းအဲ့လိုမျိုးပုံစံကိုအရင်သဘောကျတယ်ဒါကြောင့်မို့ကျွန်တော်ကိုယ်တိုင်လည်းအဲ့မဲ့ကျွန်တော်ရှူတင်နေဆိုသိတယ်ကျုပ်ရက်တွေခက်အဲ့တော့ကိုကိုထွန်းကိုကိုချင်းလဲစားလေးလေးလေးစားတယ်အဲသူလောက်တာလေးဒါကိုထွန်း ပို့ပြီးတော့ကြိုးစားရတယ်မြင်ရတဲ့အတွက်ကိုဒါကျွန်တော်တို့ကလည်းဝမ်းသာပါတယ်ဒါကလေဟိုကိုထွန်းနဲ့ကျွန်တော်တို့ဒါစုံစုံစည်းတာကဒီ23လောက်ကဖြစ်မှာတယ်23လပိုင်းလောက်ကလာမသိဘူးဗောနော်ဆိုတော့ကိုထွန်းအဲ့ဒီအချိန်ကနေပြီးတော့ဒါဒီအခု2025ကြားထဲမှာအရင်ကတည်းကလည်းအလုပ်လုပ်နေတာတွေ့တယ်ဗျာဒါပေမဲ့ဒီထက်ပိုပြီးတော့ကြိုးစားလာတယ်ကျွန်တော်တို့ဒီထက်ပိုပြီးတော့အားသုံးဝင်စားအလုပ်လုပ်နေရတာမြင်တဲ့အတွက်ကိုကျွန်တော်တို့ကဒါ လေးစားအားကျနေရတာပေါ့နော်တကယ်အကယ်ဒမီလည်းဖြစ်တာဒီကြောင့်နောက်တစ်ခုကဟိုပြောရင်တော့ဟိုသူ့ကိုယ်သူအမြဲတမ်း update ဖြစ်အောင်လုပ်နေတာလေဒါကြောင့်မို့ကျွန်တော်တို့ကဒီလိုအကိုရီဆရာတွေအကိုဆရာတွေကိုဒါကျွန်တော်တို့ကြည့်ပြီးလေးစားအားကျရတဲ့အတွက်အတူယူပြီးတော့နောက်ထပ်လည်းကျွန်တော်တို့လည်းစူးစမ်းနေရတာပေါ့ဟုတ်ကဲ့နေရာလေးတနေရာရအောင်